ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာအစိုးရစန်းကျင်ရဲ့ဆန္ဒပြပွဲဖြစ်ပေါ်နေတဲ့အချိန်မြန်မာတွေအပေါ်ဝင်မတင်ကားစရာနိုင်ငံသားသားရှိဦးကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းရဲတွေကထုတ်ပြန်ခဲ့ပါတယ်။ဂျွန်လ28ရက်နေ့ကဘန်ကောက်ရဲ့အောင်ပွဲအထိမ်းအမှတ်ကြောက်တိုင်တောင်းမှာစုဝေးပြီးဝန်ကြီးချုပ်ဖေထောင်တန်ရှင်နော်ဝတ်နှုတ်ထွက်ပေးဖို့ဆန္ဒပြနေတဲ့အချိန်မြန်မာခုနှစ်ဦးနဲ့ကမ္ဘောဒီးယားတဦးတို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တာပါအဲ့ဒီရှေ့ဦးဟာဘေဟာဘာဒီရန်စစ်လမ်းအတိုင်းပစ်ကတ်ကားတစ်စီးနဲ့ ဘန်ကောက်မြို့လယ်စီဦးတည်မောင်းနေလာခြင်းဒါစီစစ်ဆေးပြီးအဖမ်းခံခဲ့ရတာဖြစ်ပါတယ်သူတို့တွေကလက်ဖရာအိုမှာကိုပိုင်ပစ္စည်းတွေတွားရောက်သိမ်းယူဖို့လို့ပြောခဲ့ပေမဲ့ရဲတွေကတော့ဆန္ဒပြတဲ့နေရာနဲ့နေပြီးလုံခြုံရေးတင်းကျပ်ထားတဲ့နေရာမှာမတင်ကားစရာမရောက်မလဲလုံနေကြတယ်လို့ဆွဆွဲပြီးဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်နိုင်ငံသားတွေရဲ့ဖြည့်ရှင်အကြောင်းပြချက်ပေးမှုဟာတန်ရာဖြစ်စရာကောင်းနေပြီလလောဆယ်မှာသူတို့ရဲ့အလုတ်လုတ်ခွင့်ပါမယ့်နေထိုင်ခွင့်ပါမယ့် ထိုင်းကိုအဝင်အထွက်လှုပ်ထားတဲ့မှတ်တမ်းတွေကိုစစ်ဆေးနေတယ်လို့ပြောပါတယ်။အားလုံးကိုတော့ဒင်းဒီအန်ရက်စကန်စီခေါ်ဆောင်သွားပြီးစုံစမ်းမေးမြန်းနေတယ်လို့သိရပါတယ်။သူတို့ဟာဥပဒေချိုးဖောက်တဲ့ပြစ်မှုတစ်ခုခုကျူးလွန်ပါတယ်လို့ထိုင်းအာဏာပိုင်တွေကတက်အပ်မဆွဆဲပေမဲ့လုံခြုံရေးအရာထိလွယ်ရှလည်ဖြစ်လွန်တဲ့နေရာတစ်ခုမှာသူတို့ရှိနေတဲ့ပုံစံကမတင်ကားစရာကောင်းလွန်ပြီးအသေးစိတ်စုံစမ်းမှုတွေလိုအပ်တယ်လို့ဆိုပါတယ်။နှစ်နိုင်ငံနယ်စပ်အငင်းပွားမှုနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ဖေထောင်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာဟွန်ဆန်တို့ဖုန်းပြောထားတဲ့အတန်ဖိုင်ပေါက်ကြားမှုနဲ့ဆက်ဆက်ပြီးဖေထောင်တန်ကိုတာဝန်ယူနှုတ်ထွက်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ဖေထောင်တန်ဟာအဲ့ဒီလိုဖုန်းပြောရမှာထိုင်းစစ်တပ်ကိုစော်ကားသိမ်းခါကြတဲ့စကားမျိုးထည့်ပြောမိတယ်လို့ဆွတ်ဆဲခံရပြီးအဲ့ဒီအချိန်တွေကိုအကြောင်းပြုပြီးအကြီးအကျယ်ဖိအားတွေကြုံတွေ့နေတာပါ။ဂျွန်လာ28ရက်နေ့မှာစုဝေးခဲ့တဲ့ဆန္ဒပြသူတွေရဲ့အဓိကပြစ်မှတ်ကတော့အတန်ဖိုင်ပေါက်ကြားမှုကိုတာဝန်ယူပြီးဖေထောင်တန်နှုတ်ထွက်ပေးရေးဆိုတာပဲဖြစ်ပါတယ် ညနေပိုင်းမှာပြုလုပ်ခဲ့တဲ့စုဝေးပွဲမှာဆန္ဒပြသူ18,000လောက်ထိများပြားခဲ့တယ်လို့ဘန်ကောက်ရဲတပ်ဖွဲ့ကအခန့်မှန်းခဲ့ပါတယ်ရှင်။